ပညာရေးဝန်ကြီးဌာနအနေနဲ့အကြောင်းမျိုးမျိုးကြောင့်ကျောင်းပညာရေးမတက်ရောက်နိုင်သူကလေးများကိုကျောင်းပြင်ပပညာရေးရဲ့တန်းညီပညာရေးစီစဉ်နဲ့တက်ရောက်နိုင်ရန်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည်။ အဲ့ဒီလိုအကြောင်းပြင်ပမူလာတန်းပညာရေးအကြောင်းပြင်ပအလဲတန်းအဆင့်ပညာရေးအစီအစဉ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ရမှာအသက်10နှစ်မှ16နှစ်အတွင်းရှိကလေးများကိုအကြောင်းပြင်ပမူလာတန်းပညာရေးအစီအစဉ်နဲ့၎င်းအသက်13နှစ်မှ18နှစ်ကြားကလေးများကိုအကြောင်းပြင်ပအလဲတန်းပညာရေးအစီအစဉ်နဲ့၎င်းတင်ကြားနည်းစနစ်များနဲ့တင်ကြားပေးလျက်ရှိကြောင်းနဲ့ပတ်သက်ပြီးပညာရေးဝန်ကြီးဌာနကျောင်းပြင်ပနဲ့တရတ္တပညာရေးဦးစီးဌာနမှာညွှန်ကြားရမှုချုပ်ဦးတန့်စင်ထွန်းကအခုလိုပြောကြားထားပါဗျာ မူလတန်းအဆင့်ကိုတော့ကျောင်းပြင်ပမူလတန်းပညာရေးနောက်အလယ်တန်းအဆင့်ကလေးတို့တော့ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်တွေကိုအကောင့်တွေပေါ်ဆောင်ပေးနေလက်ရှိပါတယ်။ဆရာတို့တို့ဘယ်လိုသင်ကြားပေးနေလဲဆိုရင်ကျောင်းမီမီကျောင်းကျောင်းလုံးကမနေခဲ့ဘူးတဲ့သူတွေကျောင်းနေခဲ့တော့လဲမူလတန်းပညာမပြီးစုံပြီးကျောင်းထွက်ဆိုးခဲ့တဲ့သူတွေအဲ့ဒီကလေးတွေဖြစ်ရပါမယ်။သူတွေရဲ့အသက်က ဆယ်နှစ်က14နှစ်အတွင်းအဲ့ဒီအသက်အရွယ်ရှိတဲ့ကလေးတွေဆိုရင်ဆရာတော်ကျောင်းနေအရွယ်သက်လွန်ကလေးလို့သတ်မှတ်ပြီးတော့သူတို့ကျောင်းပြပမူလတန်းပညာရေးမှာတက်ရောက်သင်ကြားနိုင်ပါတယ်ကျောင်းပြပမူလတန်းပညာရေးမှာလည်း level 1 level 2ဆိုပြီးတော့ပညာသင်နှစ်ကာလကိုနှစ်နှစ်သတ်မှတ်ထားရှိပါတယ်ဒီကလေးကအဲ့ level 1 level 2ကိုတက်ရောက်ပြီးတာနဲ့သူတို့ကမူလတန်းချင်းပြီးမြောက်ပြီးတော့ကျောင်းပညာရေးကိုပြန်သွားမယ်ဆိုရင်ဒီကလေးကကျောင်းပညာရေးပြန်သွားမယ်မိဘကလည်းအဆင်ပြေသွားပြီဆိုရင် grade 6လို့ခေါ်တဲ့အတန်းကိုပြန် ပြီးတော့အလဲတန်း basic ကိုတက်လို့ရတယ်။ဒါတကယ်လို့များဒီကလေးကအကျောင်းပညာရေးကိုမသွားတော့ဘဲနဲ့အကျောင်းပညာရေးပဲဆက်တက်မယ်ဆိုရင်တော့ NFP ရနေပြီးတော့ NFMU ကိုတက်ခွင့်ရှိပါတယ်။အကျောင်းပညာအလဲတန်းပညာရေးဘယ်လိုတင်နေလဲဆိုတော့ကျောင်းလူမျိုးကြောင့်အခြေခံပညာအလဲတန်းအဆင့်ကိုတက်ရောက်ရအခက်အခဲရှိတဲ့ကလေးတွေအခြေခံပညာကျောင်းနေရာနေပြီးတော့အလဲတန်းအဆင့်မပြီးဆုံးမီအကျောင်းထွက်ခဲ့ရတဲ့ ကလေးတွေဒီကလေးတို့ဆရာတို့ကယူရပြီးတော့ကျောင်းပြပါအလေတန်းပညာရေး NFME ကိုဆရာတို့ဦးစီးဌာနနေပြီးတော့အကောင့်တွေပေါ်လက် ှိပါတယ်။ဒီကလေးတွေကြတော့အသက်73နှစ်ကနေ78နှစ်ကြာရှိဖို့လိုပါတယ်။ဒီအသက်ရွယ်တွင်ရှိတဲ့သူမှသာလေရှားတို့ကအเจ้าမြေပါအလယ်နဲ့ပညာရေးတရားခွင့်ပေးပါတယ်။အเจ้าမြေပါအလယ်နဲ့ပညာရေးကြတော့ဇာတင်ကာလ level 3ခုနဲ့အမှတ်ထားတယ်။ level 3ခုဆိုတာကအเจ้าမြေပါမူလတန်းမှာ level 2ခု၊အเจ้าမြေပါအလယ်နဲ့ပညာရေးမှာ level 3ခုဖြစ်ပါတယ်။ဒါတော့ NSMB level 1, NSME level 2, NSME level 3ဆိုပြီးတော့သုံးခုသတ်မှတ်ထားရှိပါတယ်။ level 2ချင်း င်းစီမှာ semester နှစ်ခုရှိပါတယ်အလုံးပေါင်းသုံးခုဖြစ်တဲ့အတွက် semester 6ခုတော့မှာဖြစ်ပါတယ်စာသင်ဒုတိယအနေနဲ့စုစုပေါင်းနိုင်ပေါင်း1920နိုင်အိမ်ကဖြစ်ပါတယ်တော့အဲ့မှာတော့မတင်မနေရဘာသာရဲ့အတွက်ဆိုရင်နိုင်ပေါင်း1240ရှိပါတယ် နောက်ရွေးချယ်ပါတဲ့ရက်တွေအတွက်ကတော့စုစုပေါင်းပြင်ချိန်680နာရီပြည့်ပြီးအောင်ပြင်ကြားပေးလျက်ရှိပါတယ်။ကျောင်းပြမှာအလယ်နဲ့ပညာရေးပညာသင်နှစ်သုံးနှစ်ပြီးနောက်လောက်ပြီဆိုရင်သူ့ကိုအခြေခံပညာအထက်သုံးဆင့် breakdown ကိုတရားနယ်မှုအတွက်ကျောင်းပြမှာအလယ်တန်းအောင်မြင်ပြီးမောက်ကြောင်လက်မှတ်တွေကိုထုတ်ပေးပါတယ်ဒီကျောင်းပြမှာအလယ်တန်းအောင်မြင်ပြီးတဲ့သူတွေအားဆိုလို့ရှိရင်အခြေခံပညာထက်တန်းချင်းထရိတ်တန်းကိုသွားမယ်တက်မွေးပညာကျောင်းတွေကိုလည်းအခုဆက်ဆိုင်မွေးပေါ့အဒီကျောင်းတွေကိုလည်းဆက်လက်ယူသင်ကြားနေအောင်သွားခွင့်ရှိပါတယ် ကျောင်းပြင်ပမူလတန်းပညာရေးကိုဇူလိုင်လမှာ၎င်းကျောင်းပြင်ပအလယ်တန်းပညာရေးကိုအောက်တိုဘာအတွင်းမှာ၎င်းတင် जा ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ဒီတဲ့င်းကိုတင်းတောင်မတ်ဖြိုးဤပိုင်ကတင်းရယူပေးထားတာဖြစ်ပါတယ်ခင်ဗျာ။